ညနေခင်းပိုင်းမှာကပ္ပရွှေဈေးကတော့ပြန်ပြီးတော့မှတက်လာခဲ့တယ်ဗောနော်မင်္ဂလာပါဒီနေ့ကျွန်တော်တို့အာဂျာတာပရင်းတွေအတွက်ညနေခင်းပိုင်းကပ္ပရွှေဈေးကတော့အနည်းငယ်ပြန်ပြီးတော့မှတွက်လာတော့တွေ့ရတယ်ကျွန်တော်တို့ဒီနေ့အတွက်ဈေးဘလောက်တက်ပြီးပြီလဲပြီးတော့ရေတို့ရောင်းဝယ်လုံးမဲ့တွေအတွက်ဘယ်ဈေးမှာအဝယ်ရောင်းလုံးတင်လဲဆိုတာလေးကိုအချက်ကြည့်လိုက်ရအောင်ဒီနေ့အတွက်ကတော့ကပ္ပရွှေဈေးက3935မှာဈေးဖွင့်ခဲ့တယ်အခုရောက်နေတဲ့ဈေးကတော့ကျွန်တော်တို့3956ဖြစ်ပါတယ်ပြောမှဆိုရင်တော့ကပ္ပရွှေကအခုညနေခင်းပိုင်းမှာ 21ဒေါ်လာဝင်းချင်ခန့်ဈေးတက်နေတယ်လို့ပြောလို့ရပါတယ်အဲ့တော့မနက်ခင်းပိုင်းကတော့အနေငယ်ဈေးတက်ဖို့အတွက်ဟိုခက်ခဲရဆိုရင်လည်းအခုညနေခင်းပိုင်းမှာတော့ဈေးရဟိုတောက်လျှောက်ဆိုလိုပဲပေါ့နော်3950အပေါ်ကျော်လာခဲ့ပြီအဲ့တော့ day 1အရကတော့3950အပေါ်ကျော်သွားခဲ့မယ်ဆိုရင်ကျွန်တော်3800ဈေးတန်းမှာကျန်ပါတော့တယ်အဲ့တော့3800ဈေးတန်းထိကိုဒီနေ့ညမှာဆက်ပြီးတော့မှတက်သွားမလားဆိုတော့စိတ်လှရှာပွဲအစောင့်ကြည့်အောင်ဖြစ်ပါတယ်ဈေးလိုရောင်းမဲ့လုံမဲ့သူအနေနဲ့ကတော့အခုလောလောဆယ်နေတာမှာဆိုရင်3950 resistance ဈေးတန်းအပေါ်ကို break out ဖြစ်တာလို့ပြောလို့ရတယ်အဲ့တော့ဒီပညာပိုင်းရတော့ break out ဖြစ်တာဆိုရင်တော့ဆက်ပြီးတော့မှတက်နိုင်ချေလာလာပုံများသွားပြီအဲ့တော့ရေတို့ရောင်းမဲ့လုံးမဲ့သူတွေကအခုချိန်မှာဝယ်မယ်ဆိုရင်3984မတိုင်ခင်မှာအပြပိုင်းလို့ရတယ်ရောင်းမဲ့သူတွေကတော့3950အောက်ထဲကိုပြန်ပြီးတော့မှကြလာမှသာလေကျွန်တော်တို့ရောင်းဖို့တော့အကြံပေးခြင်းနဲ့အကဲအဲ့လိုမျိုးပဲနဲ့အတက်ဈေးမှာရောင်းခြင်းနဲ့ဆိုရင်တော့3984ဝင်ခြင်းမှာတော့ရောင်းလို့ရနိုင်ပါတယ်ခင်ဗျာ အဲ့တော့ကမ္ဘာရှိအယောင်ွယ်လုပ်ငန်းကိုစိတ်ဝင်စားပြီးတော့မှသင်တန်းတက်ချင်တဲ့သူတွေအတွက်ကျွန်တော်သင်တန်းတွေဖွင့်ထားပါတယ်အဓိကကတော့ VIP Zoom Class နဲ့ Video Class ဆိုပြီးတော့နှစ်မျိုးခွဲထားပေးပါတယ် VIP Zoom Class ကတော့1 by 1ကျွန်တော်တို့ Zoom App ကနေပြီးတော့မှကျွန်တော်ကိုယ်တိုင်သင်ကြားပေးမှာဖြစ်ပြီးတော့မှ Video Class ကတော့ Telegram နဲ့ကနေပြီးတော့မှ Video ကြည့်ပြီးတော့သင်ကြားမှာဖြစ်ပါတယ်သင်တန်းတွေမှာတော့အဓိကထားပြီးတော့မှကျွန်တော်သင်ကြားပေးမှာတော့ကမ္ဘာရှိတဲ့ပတ်သက်တဲ့အပိုင်းတွေပါမယ် Software သုံးပုံသုံးနည်း Account ဖွင့်ပုံဖွင့်နည်းဈေးအတက်ကျခံမှန်းနည်းနဲ့ဘယ်လိုပုံစံမျိုးလွယ်ကူစွာအကျိုးမြတ်ရှာမလဲဆိုတဲ့အပိုင်းတွေကိုအဓိကထားပြီးတော့မှ သင်တန်းသင်ကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့အာဆက်သွယ်ရင်းဆိုရင်တော့ဖုန်းနံပါတ်လေးပြပေးထားရပါတော့69 4724 3787ဒီဖုန်းနံပါတ်လေးကိုကိုယ့်ရဲ့ဖုန်းကွန်တက်ထဲမှာမှတ်ထားပြီးတော့မှာ Telegram သို့မဟုတ် Viber နဲ့တစင်ကျွန်တော်စီကိုဆက်သွယ်ပြီးတော့မှာစုံစမ်းမိနိုင်ပါတယ်အကြိမ်အဲ့လိုမျိုးပဲね Facebook ကနေပြီးတော့မှာဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ account shine to rain ကနေတစင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကို sorry ပေါ့နော်ကျွန်တော်ရဲ့ messenger ကနေပြီးတော့မှာလာရောက်ပြီးတော့ဆက်သွယ်ပြီးတော့သင်တန်းကြောင်းတွေကိုစုံစမ်းမိနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်သင်တန်းမှာပြန်လည်ပြီးတော့မှာဆုံတွေ့ပါမယ်